ပြည့်စုံမေဆင်းများအားလုံးမင်္ဂလာပါရှင်လာမယ့်တရက်ငါလာ25ပေါ့နော်ရှစ်တင်များအတွက်ဒီကနေ့ဒေတာဘတ်ကိုထပ်ပြီးတော့တွေ့ပြပေးကြမယ်နော်ဒါဆိုရင်ဖို့ထိုင်စီကိုအရင်လိုက်ကြည့်ပြီနော်ဒီမှာရှိတဲ့6ရက်3ရက်နှလုံးပေါင်းတော့ပေါင်းခြင်းက9နော် ကိုးကဆိုရင်ဘယ်ကနန်းပေါင်းပါလဲဆိုတော့ဒီမှာရှိတယ်။နှစ်ခုခုသုံးလုံးပေါင်းမယ်နော်။ခွေရခွေရပေါင်းတော့လေးလေးရနေရပေါင်းတော့6ကိုနက်ကက6ဟုတ်ပြီနော်ဒါဆိုရင်ဆက်သွားပါမယ်ဒီမှာ3ည3ညနှလုံးပေါင်းတော့ပေါင်းခြင်း3ညပါနော်3ညကဆိုရင်ဘယ်ကနန်းလဲဆိုတော့ဒီမှာရှိတယ်3 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 ငါ၃ရက်၉ရက်ပေါင်းတော့နည်းနည်းနဲ့ငါနဲ့ပေါင်းတော့ခွန်၃ညနက်ခတ်ခွန်ဆိုပြီးရတာเนาะဒီမှာဒါဆိုရင်နောက်တစ်ပင်က6 3 6 3နှလုံးပေါင်းတော့ပေါင်းခြင်းကိုဒီမှာရှိတဲ့6ရက်2ရက်ဒီမှာလာမယ်ထိတ်စေးတစ်လုံးရင်၃လုံးပေါင်းမဲ့ဆိုရင်အပေါ်မှာ6နက်ခတ်6 3ညနက်ခတ်ခွန်ဆိုတဲ့အကြောင်းလို့ဒီမှာလေ6နက်ခတ် 6ဖြစ်ကံလဲပေါ့နော်ဒါဆိုရင်6နဲ့နဲ့နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက၈เนาะနောက်တစ်လုံးနဲ့ပေါင်းလဲ6ဖြစ်ခြင်းနဲ့ဆိုတဲ့ကြောင့်မလို့၈ထဲမှာ၈ရဲ့ရှေ့ရဲ့ပေါင်းမှာဒီမှာလိုချင်တဲ့ပေါင်းခြင်း6ဆိုတော့ကိုရလာမယ်เนาะဒါဆိုရင်၈ထိပ်စီဆိုပြီးတော့ထိပ်စီတစ်လုံးရလာပြီပေါ့နော်ဒါဆိုရင်ဒီဘက်မှာအလဲတိုင်းလေးကိုဆက်ပြီးတော့ပေါင်းမယ်เนาะအလေးတိုင်းကကြတော့ဒီမှာရှိတဲ့6 3ရနှလုံးပေါင်းမယ်6ရဲ့3ရရဲ့ပေါင်းတော့6 ဟုတ်ပြီเนาะဒီ6ကဆိုရင်ဘယ်ကနန်းပေါင်းပါလဲဆိုတော့ဆက်ကြည့်အောင်เนาะဒီမှာရှိတယ်3ည9 3ည3လုံးပေါင်းပါเนาะ3ည3ည ਨੇ ပေါင်းเนาะ3ည3ည ਨੇ 9 ਨੇ ပေါင်းเนาะပေါင်းခြင်း9 6ရေနက္ခ9ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်နောက်ထပ်တစ်ပိတ်ကိုဆက်ပြီးတော့သွားကြမယ်เนาะဒီမှာရှိတယ်ခွန်3ည9လုံးပေါင်းမယ်ပေါင်းခြင်းက9 ုတ်ပြီနော်ဒါဆိုရင်ခုနတိုင်းဆိုရင်ပေါင်းကြည့်မယ်ဒီမှာရှိတဲ့ခွန်ခွန်6ပေါ့နော်ဒီလိုမျိုးတုံးလုံးပေါင်းမယ်ခွန်ခွန်ပေါင်းတော့၄၄6ပေါင်းတော့3ည9နှစ်ကက3ညဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်ဒီကဒီမှာရှိတဲ့6ရှစ်နှလုံးပေါင်းမယ်6ရှစ်နှလုံးပေါင်းတော့ပေါင်းခြင်း၄ပေါ့နော် လေးကဆိုရင်ပေါင်းခြင်းမယ်နော်ဒီမှာရှိတဲ့၈ခွန်ဒီမှာလာမယ်အလဲတိုင်းတလုံးသုံးလုံးပေါင်းမယ်ပေါ့နော်အဲ့တော့၈နဲ့ခွန်နဲ့ပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးရတာတယ်နော်9ရဲ့ဒီမှာနော်ဒါဆိုရင်၄နှက်ခတ် sorry ပေါ့နော်ဒါအရင်ရေးပြရမှာနော်နှစ်ပြက်ကပဲနော်၆နှစ်ခတ်ကို9နှစ်ခတ်တော့များဆိုတော့၃လုံးပေါင်းမယ်ဆို၄နှစ်ခတ်နှစ်ပြက်ကမယ်နော်နှစ်ပြက်ချင်တာဆိုတော့၈နှစ်9နဲ့ပေါင်းတော့ပေါင်းခြင်းက9နောက်တစ်လုံးနဲ့ပေါင်းရင် နှစ်ဖြစ်ချင်တဲ့ဆိုတော့ကျွန်တော်ခုနှစ်တိုင်းပဲเนาะရှင်းတဲ့ခုနှစ်ပေါင်းတော့9 9ရဲ့ခုနှစ်ပေါင်းတော့မပေါင်းချင်းလက်ဆိုတာကိုရလာမယ်เนาะဒါဆိုရင်ကိုဆက်ပြီးတော့သွားရအောင်ဒီဘက်မှာဒီမှာရှိတာ6ဟုတ်ပြီနော်6ကဖေကနန်းပေါင်းပါလဲဆိုတော့ဒီမှာရှိတဲ့3ည9 3ည3တော့ပေါင်းမယ်3ည9ရဲ့9ရဲ့ပေါင်းတော့9နောက်ထပ်3ည9နဲ့ထပ်ပေါင်းတော့လေ9ပဲ6နဲ့9ဆိုပြီးရတာလေဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ပြင်ကဒီမှာရှိတာ3ည3ည ག་ ဆိုရင်ခုနကတည်းကသူ့အောက်မှာရှိတဲ့ တလမျိုးပါနော်ခွန်ခွန်တော့ခွန်ခွန်ပေါင်းတော့လေလေးတော့ပေါင်းတော့ခွန်၃ညနဲ့ကခွန်ဆိုပြီးတော့ရတာနေနော်ဒါဆိုရင်အခုဇက်သွားမယ်ဒီမှာရှိတာက6 6ကဆိုရင်ဒီမှာရှိတဲ့ရှစ်ခွန်ရဲ့အပိတ်တလုံးရဲ့၃လုံးပေါင်းမယ်ဆိုရင် ဘဝမူတာဆိုရင်6နက္ခတ်ကို၊ညနက္ခတ်ကွန်ဆိုတော့6နက္ခတ်ကိုပြက်ကမယ်နော်။ဒါဆိုရင်၃လုံးပေါင်းရင်9ဆိုတော့8ခွန်နှလုံးပေါင်းတော့9နောက်တစ်လုံးနဲ့ပေါင်းရင်9ဆိုတဲ့အကြောင်းမျိုးလေးထည့်လိုက်။8ခွန်ပေါင်းတော့9နောက်တစ်လုံးနဲ့ပေါင်းရင် လေးနဲ့ပေါင်းတော့6ဆိုတော့ဒီမှာလိုချင်တဲ့ပေါင်းချင်း6ဆိုတာကိုရလာမယ်เนาะဒါဆိုရင်ခဏလေးထွက်လာပါတော့เนาะဒီမှာတော့ဒီမှာ3 day ပေါ့เนาะလာမဲ့တရ9လ25 8ချိန်မြောက်မှာထည့်ကစားရမယ်ခဏလေးတစ်ခွက်ကတော့8 take 9အလေးလိုက်နဲ့4အပိတ်8ခွန်လေးဆိုပြီးတော့ဒေတာခွက်ကိုထပ်ပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါဒီမှာရှာတွေ့ထားကိုဆက်ပြန်ဆင်ပြပါတယ်ပို့တော့မှတော့အကြိုက်တူမျိုးချင်တဲ့သမဲဆိုလိုက်ပြီးတော့ကစားကြပါเนาะအားလုံးပဲလာမယ်ပါ့မယ် ဆင်းရဲခံကြပါစေတော့ဒီနေ့ကလည်းဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်